မန္တလေးမြို့နဲ့မြေပြော်မှုအန္တရာယ်မင်္ဂလာပါ audio wine စောင်းနိုင်ကနေကြိုဆိုပါရစေယခုတစ်ခါမှာတော့ AI info fail pay ကနေတင်ထားတဲ့မန္တလေးမြို့နဲ့မြေပြော်မှုအန္တရာယ်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမန္တလေးမြို့တည်မြန်မာနိုင်ငံ၏ရင်ကျဲမှုမြို့တော်ဖြစ်သည့်ပြင်အထက်မြန်မာနိုင်ငံ၏အဓိကစီးပွားရေးဗဟိုချန်လဲဖြစ်သည့်တော်တော်ဤမြို့တော်ကြီးတည် အောက်ခံမြေသားစုအနေထားဘူမိဗေဒဆိုင်ရာအားနည်းချက်များကြောင့်မတ်28ရက်အင်အားပြင်းငလျင်ကြီးတံကိုခံခဲ့ရပြီးအထူးကအပျက်စီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ထို့ပြင်ငလျင်ကြီးတံကြောင့်မြေသားပျော့ပြောင်းခြင်းဝါမြေပျော့ခြင်းအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ထို့နည်းကလေးရပင် အထူးသဖြင့်ဤမြေပျော့မှုအန္တရာယ်ဤပြင်းထန်မှုကိုသိရှိမြင်တွေ့ခဲ့ရပြီးလက်ရှိမိုးရသည့်အစတွင် ိုးများရွာသွန်းနေခြင်းကလည်းမြေပြောင်မှုဖြစ်နိုင်ခြေကိုပုံမမြင့်တက်စေလာပါတယ်။မြေပြောင်မှုဆိုဒီမှာငလင်းလောက်ခတ်မှုကြောင့်မြေအောက်ရေပြေးဝနေတဲ့တဲမြေနဲ့နှုံးမြေများဟာရေကက်သို့ပျောက်ပြောင်းသွားတဲ့သဘောတဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။မြေအောက်ရေဖိအားများရုတ်တရက်မြင့်တက်လာပြီးမြေသားဤခန္ဓာဤအားလုံးဝမရှိတော့သလို ဖြစ်သွားသောကြောင့်အစာအုပ်များနစ်မြုပ်ခြင်း၊ရိုင်းလဲခြင်း၊ပြုတ်ကျခြင်း၊မြေပြင်အကွဲခြင်းနဲ့ တဲပွက်ခြင်းပန်းထွက်ခြင်းများစသည့်ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။မန္တလေးမြို့၏ပထဝီဝင်နှင့်ဘူမိဗေဒဆိုင်ရာအားနည်းချက်များမန္တလေးမြို့သည်ရေပျော်မှုဖြစ်ရန်အခြေအနေများစွာပေါင်းစပ်နေသည့်ဒေသတစ်ခုဖြစ်ပါသည်။၁မန္တလေးမြို့သည်အေရာဝတီမြို့၏မြေပြုပြင်လွင်မြင်မော်တွင်တည်ရှိပါသည်။မြို့၏အနောက်ဘက်ခြမ်း၈၄လမ်းဝန်းကျင်မှမြက်ကမ်းနှစ်ဖို့ထိသည့် အရာတွေမြင့်မာတည်ဆောင်လာသောရေဝနေသည့်တဲမြေနှင့်တဲနှုံးမြေအမျိုးအစားများဖြင့်ဖွဲ့စည်းထားပါတယ်။ဤမြေသားများသည်ငလင်လောက်ခတ်ပါကမြေပြောင်မှုဖြစ်ရန်အလားအလာအလွန်မြင့်မာပါတယ်။မန္တလေးမြို့ဤမြို့နယ်များဖြစ်သော အောင်မြေသားဆန်၊ချမ်းရေးသားဆန်၊မဟာအောင်မြေ၊ချမ်းမြသားစီအမရဘူရမြို့နယ်တို့နှင့်ဆက်စပ်လျက်ရှိသောအေယာဝတီမြေကမ်းဘေးဒေသများသည်မြေသားအားနည်းချက်များကြောင့် မြေပြောင်မှုအနေနဲ့မြန်မာသောစုံများဖြင့် FPN တွင်ဖော်ပြထားပါသည်နှစ်မန္တလေးမြို့နယ်အများစုသည်ပင်လယ်ရေမျက်နှာပြင်အထက်ပြင်းမြ250 256ပေတာရှိသောရင်းညာပြန်မျိုးသည့်မြေပြန့်လွင်မြေများဖြစ်ကြပါသည်မြေပြန့်ဖြစ်ခြင်းကြောင့်ရေစီးမှုနှစ်ကွေပြီးမြေအောက်ရေ စုပေါ်မှုမြန်မာနိုင်ပါသည်နောက်ပြင် အောင်ပင်လယ်ကံကဲ့သို့သော ကြီးမားသည့်ရေတို့စုဆောင်းထားခဲ့သောကံများသည်ချမ်းရေးတာတံမြို့နယ်၏အရှိဘက်မှ ချမ်းမြတာစီမြို့နယ်၏အရှိတောင်ဘက်အထိကျယ်ပြန့်စွာတည်ရှိနေပြီး၎င်းတို့၏ပတ်ဝန်းကျင်မြေအောက်ရေမျက်နှာပြင်ကို အမြဲမြင်မားနေစေကာရေပြောင်မှုဖြစ်ရန်အခြေအနေကောင်းများ ဖန်တီးပေးထားပါသည်အမရပူရမြို့ဟောင်းတောင်တမန်ဘက်ချမ်းသည်လည်းအောက်ခံနှုံးမြေပြောင်များ ရေလွှမ်းလွင်ပြင်များနှင့်ဖွဲ့စည်းထားပြီး မြေပြောင်မှုဖြစ်နိုင်ခြင်းမြင်မာပါတယ်။တို့ပြင်မြို့နယ်အချို့တွင်မဟာနဒီချောင်းရေနီမြောင်းရွှေတချောင်းငွေတချောင်းတင်ကစားချောင်းကိုလံဘူချောင်းပယံတော်ချောင်းနဲ့နဒီချောင်းစသည့်ချောင်းမြောင်းများလည်းတည်ရှိစည်စင်းနေသောကြောင့်မြေသားထဲတွင်ခြေပါဝင်မှုပိုများပြီးမြေပြောင်မှုဖြစ်စေဖို့အခြေအနေပိုကောင်းစေပါတယ်။၃မန္တလေးမြို့အနီးတွင် လူတွေများထင်ရှားပြီးတက်ကြွလှုပ်ရှားနေသည့်သကိုင်းပြည့်၍တည်ရှိပါသည်ဒီပြည့်၍သည်သကိုင်းမြို့လယ်မှစတင်ကအရာရီမြစ်ကိုဖြတ်ကျော်၍အင်းဝါမြို့အရှိဘက်မှတဆင့်တောင်မက်သို့ဆက်လက်တည်ရှိနေပါသည်သကိုင်းပြည့်၍ရွေလျားမှုနှုံးသည်ပြင်းပြအားဖြင့်တနစ်လျင်2စင်တီမီတာခန့်ရှိပြီး၎င်း၏လှုပ်ရှားမှုကြောင့်မန္တလေးဒေသတွင်ငလျင်လှုပ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လေရှိပါသည် ဤကဲ့သို့တက်ကြွသောပြည့်ပြည့်တစ်ခု၏အနေတွင်တည်ရှိနေခြင်းကြောင့်မန္တလေးမြို့သည်အချိန်မရွေးပြင်းထန်သောငလင်တန်းကိုခံစားရနိုင်ပြီးရင်းငလင်များသည်မြေပြော်မှုဖြစ်စဉ်များကိုဓာတ်ရိုက်ဖြစ်ပေါ်စေနိုင်ပါသည်2025ခုနှစ်မတ်လ28ရက်နေ့တွင်မန္တလေး၌လွတ်ခတ်သောပြင်းအားခွန်တမခွန်ငလင်ကြီးသည်မြေပြော်မှုအနေရကိုပုံမထင်ရှားစေခဲ့ပါသည်ထိုငလင်ကြီးကြောင့်လူထောင်ချီတည်ဆုံးပြီး အစအောင်တောင်းချီပြိုကျပြက်စီခဲ့တဲ့အပြင်မြေအောက်ရေပန်းထွက်သည့်တဲပွက်ဖြစ်စဉ်များအများပြားဖြစ်ပေါ်ခဲ့ပါတယ်။အထူးသဖြင့်အောင်ပင်လယ်တာပေါင်းဤ26လမ်းဝန်းကျင်တွင်လူနည်းရခန့်မြင့်သောရေများမြေကြီးထဲမှ ပန်းထွက်လာခြင်းသည်မြေပြော်မှုပြင်းထန်စွာဖြစ်ပေါ်ခဲ့ကြောင်းကိုတိတိကျကျဖော်ပြနေပါတယ်။ဤဖြစ်စဉ်များကြောင့်မန္တလေးမြို့၏မြေသားမျိုးစားနှင့်ရေချင်တွေတို့သည် မြေပြော်မှုဖြစ်ရန်အလွန်လွယ်ကူကြောင်းလက်တွေ့ကျကျသက်သေပြခဲ့ခြင်းပင်ဖြစ်ပါတယ်။လက်ရှိမိုးရသည်ဤတက်ရောက်လာနိုင်မှုယခုကဲ့သို့မိုးရသည်စတွင် မိုးများသဲထန်စွာရွာသွန်းနေခြင်းသည် မြေပြော်မှုအနယ်ကိုပုံမမြင့်တက်စေလာနိုင်ပါတယ်။မိုးရေများဟာမြေအောက်သို့ဆက်ဝင်သွားပြီးမြေအောက်ရေမျက်နှာပင်ကိုပုံမမြင့်မားလာစေပါတယ်။ဤသို့မြေအောက်ရေမြင့်တက်လာခြင်းသည် ြေသားနဲ့တွင် ရေပြေဝမှုကိုပုံမအားကောင်းစေပြီးမြေသား၏ခန္ဓာရည်အားကိုရောကျစေပါသည်တို့ချိန်ဒီမှာငလင်လှောက်ခတ်လာခဲ့ပါကမြေသားသည်ပုံမလွယ်ကူစွာပျော့ပြောင်းသွားနိုင်ပြီးရေပြော်မှုဖြစ်စဉ်များပုံမပြင်းထန်လာနိုင်ပါသည်ဘိုးရသည်ရရှိလာနိုင်မြမြေသားတဲကိုရေစိတ်ဝင်မှုများသည်ရေပြော်မှုဖြစ်နိုင်ခြေကို ပုံမမြင့်တက်စေနိုင်ပါသည်မိုးရေများကြောင့်မြေသားအတွင်းရေဖိအားများတိုးလာပြီး ငလင်းတန်းကြောင့်အားနည်းနေသော မြေသားတိဆောက်ပုံသည်ပုံမမတိမငြိမ်ဖြစ်လာနိုင်ပါတယ်။ထို့ပြင်မနလေးမြို့တွင်ငလင်းတန်းကြောင့်အကွဲထားသောအဆောက်အုံများနှင့်ရေပြုံမှုအနေရရှိသောနေရာများသည် မိုးရာသီတွင်ပုံမထိခိုက်လာနိုင်ပါတယ်။ဥပမာ မေလ28ရက်တွင်မနလေးမြို့မဟာအောင်မြေမြို့နယ်ရှိ လေတက်တိုက်တလုံးမိုးရွာပြီးနောက်ပြိုကျခဲ့ပြီးလူတအူးတန်ရာရရှိခဲ့ပါတယ်။ ရေပြောခြင်းကိုကာကွယ်ရန်နဲ့၎င်းအန္တရာယ်ကိုရှော့ချရန်မြေသားတည်ငြိမ်မှု စစ်ဆေးခြင်းရေစည်းရေလာစနစ်ပြုပြင်ခြင်းနဲ့ငလင်တန်းခန်းနိုင်သောအဆောက်အအုံဒီဇိုင်းများကိုအသုံးပြုရန်လိုအပ်ပါတယ်။သို့သောလက်ရှိတွင်မန္တလေးမြို့၌ဤတော့သောကာကွယ်ရေးစီမံများနှင့်ပတ်သက်သည့်သတင်းချက်လက်များတိတိကျကျမရရှိသေးပါဘူး။မန္တလေးမြို့သည်၎င်း၏ပထဝီဝင်အနေထားဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံနှင့် တက်ကြွနေသည့်စကိုင်းပြည့်ရွေတို့ကြောင့်မြေပြော်မှုအန္တရာယ်နဲ့အမြဲတမ်းရင်ဆိုင်နေရနိုင်ပါတယ်2025ခုနှစ်ငလျင်ကြီးပြင်းထန်သောတရမှုများကအီအန္တရာယ်၏ချင်းချောက်မှုကိုထင်ရှားစေခဲ့ပြီးဖြစ်ပါတယ်လက်ရှိမိုးရသည့်တွင် မိုးများရွာသွန်းနေခြင်းသည်လည်းမြေပြော်ဝင်မှုဖြစ်နိုင်ခြေကိုပုံမမြင့်တက်စေသောကြောင့်မန္တလေးမြို့သူမြို့သားများနေဖြင့်မိမိတို့နေအိမ်တည်ရှိရာဒေသ၏မြေသားအမျိုးအစား ငလင်တန်းခဏကြီးအားတော့ကိုသိရှိထားပြီးကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်အလွန်ရေးကြည့်ပါတယ်။အရေးပေါ်အခြေအနေများတွင်လည်းကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခြင်းဖြင့်အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်နိုင်မည်ဖြစ်ပါကြောင်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။မြစ်တာဖြစ် AI Info 3